ကျွန်တော်ရဲ့ရှစ်ပိတ်သက်တီအားလုံးပဲမင်္ဂလာညချမ်းလေးပါလို့နှုတ်ခွန်းဆက်တာအပ်ပါရခင်ဗျာဒီကနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့လူမဆွမ်းနှမရဲ့အပိုင်းလျှောက်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရွာရဲ့နောက်ဘက်ကိုပြေးသွားတဲ့အမျိုးသမီးငယ်ဟာမိစ္ဆာကြီးတိုက်ခိုက်ထားတဲ့ဒဏ်ရာတွေကြောင့်ဝေးဝေးကိုမပြေးနိုင်ခဲ့ပါဘူးအမျိုးသမီးငယ်ခမားຫນာကျင်လုံးနာကြောင့်ငိုကြွေးရင်ခြေထောက်ထုံနေထုံနေနဲ့သွားလို့နေခဲ့ပါတယ်။မေယိုမရှိတဲ့တစေကြီးကိုထိန်းချုပ်ပြီးခိုင်းစားနိုင်နေဆိုတာနေတဲ့အရေးအချင်းတော့မဟုတ်တော့ပါဘူး။ အမျိုးသမီးငယ်ဟာတိတ်ကိုလျှို့ဝှက်စမ်းကြလွန်လာပါတယ်။မျက်နာကိုလည်းလူအများမမြင်အောင်မှတ်တက်လို့ထားခဲ့တာပေါ့။ဘလောက်ပဲအစွမ်းထက်ထက်မောင်ဝိုင်းရဲ့တွေ့တော့လေအရှုံးပေးရတာပဲမဟုတ်လားဗျာ။အမျိုးသမီးငယ်လည်းရွာအနောက်ဘက်ကိုထွက်ပြေးရင်မောင်ဝိုင်းကိုကျိန်ဆဲလို့နေခဲ့ပါတော့တယ်။တင်းကြောင်ငါဒီလိုဖြစ်ရတာကိုမွေးထားတဲ့တရိษံကကို့ကိုပြန်တိုက်ခိုက်တာခံခဲ့ရတယ်လို့ကြားလို့မှမကောင်းဘူး။တကူလုံးလေကြိုက်ချသလိုနာကျင်နေရပဲအဲ့ဒါတင်းကြောင့် ငဝိုင်းငဝိုင်းတပိတ်ခွေးတော့နေနဲ့ငါတွေးကြသေးရပေါ့ညို့ငါတော်တော်နဲ့အခဲချိန်နိုင်မှာမဟုတ်ဘူးငါ့ကိုဒီလိုဖြစ်အောင်လုပ်တဲ့အတွက်ပြန်ပြီးကလေးစားရှည်ရမယ်။အိုးမကျေနပ်ဘူးလုံးဝမကျေနပ်ဘူးငါပြန်ကောင်းလာလို့ကတော့အဲ့ငဝိုင်းကိုအရင်တတ်ပြမယ်။နောက်၃-၄ရက်လောက်နေရင်ပျောက်သွားမှာပဲ။အဲ့အချိန်ကျမှငါအကြောင်းကောင်းကောင်းသိမယ်။ညို့ငါထက်အဆပေါင်းများစွာရှားပေါင်းများစွာ အိုးမဟုတ်ဘူးထောင်မများစွာနာကျင်ခံစားရအောင်လုပ်မှာမကြည်နဲ့ဘူးတင်းကိုလုံးဝမကြည်နဲ့ဘူးတင်းကြောင့်ငါအစီအစဉ်တွေပြတ်ကုန်တာတပတ်မှာတော့မဝိုင်းဟာတရားအားထုတ်လို့หนีခဲ့ပါတယ်။တရားအားထုတ်နေရင်နှာတချီချီနဲ့ဖြစ်လို့หนีခဲ့တာပေါ့။ကြည်ရတာမဝိုင်းတယောက်အေးမိနေတဲ့ပုံစံပါပဲ။အိုးဆရာဝိုင်းဆရာဝိုင်းအေးမိနေပြီတင်နေပြ။ကျွန်တော်ကြားဘူးတာတော့အဲ့လိုအေးမိရင်တယောက်ယောက်ကကိုယ့်ကို တတိယနေလို့တဲ့ဆရာဝိုင်းရဲ့အမှန်တိုင်းပြောနော်ဆရာဝိုင်းရီစားတွေဘာတွေများရနေပြီလားဗျ။အဲ့တော့တန်းကြောင်ဘာတွေလျှောက်ပြောနေတာလဲကွာဆရာဝိုင်းနဲ့ငါတို့နှစ်ယောက်နဲ့ကတပူးတွဲတွဲလေကွာဆရာဝိုင်းမှာရီစားရှိရင်ငါတို့ကမသိစရာလားကွာပြီးတော့ပြောအောင်မဲငါတို့ကိုဘယ်သူတွေကကြိုက်မှာတော့ကွာအမ်မင်းတော့အတွေးလုံးနေပြီဆရာဝိုင်းဒီကောင်ကြက်မပြေတော့ဘူးထင်တယ်ဗျဆရာဝိုင်းကြည့်ချင်လိုက်ပါအောင်နော် မစစမ်းပါနဲ့တန်ချောင်းရမင်းကအမြဲတမ်းစကားပြောရင်နောက်ကြောက်တော့နေဘယ်တော့မှကောင်းကောင်းမပြောဘူးငါကအေးပက်နေတာကွာအေးပက်ရတဲ့အကြောင်းကလည်းရှိပါ रे ကွာညကကအိတ်မပြောဘူးလေတရကောင်းရမှာဖြစ်ခဲ့တဲ့အကြောင်းတွေကိုပြန်စဉ်းစားရင်အိတ်မပြောပါဘူးကွာအဲ့ဒီအနဲ့ရောင်ဝတ်စုံနဲ့မတ်တက်ထားတဲ့မိန်းကလေးကတတော်ကိုထူးဆန်းတာပဲမေယောမရှိတဲ့တစီကြီးကိုရှုတ်ကင်ထားနိုင်တယ်နော်ပညာတော့မသေးဘူးသူ့ကိုလှုပ်ပေးမိတာကိုနောင်နာရနေတာကွာ ရွာသားတွေကိုပြန်လာပြီးဒုက္ခပေးมาပဲဆိုတာပါကွာအဲ့ဒါကြောင့်မင်းညာကအိမ်မပြောနိုင်ပါဘူးအိမ်မပြောစားမဝင်ဖြစ်ပြီးအပြင်ကကုတ်ပြက်မှာတညလုံးသွားထိုင်နေလို့အခုလိုနှာစည်းတာကွာကိုကိုကိုစိတ်ပူချင်တော့မရလိုက်ပါဘူးလွတ်သွားတဲ့အမျိုးသမီးကိုပဲစိတ်ပူရမှာမစိတ်ချင်မှာသူပြန်လာအောင်မယ်ဆိုတာကိုအသိနေတယ်ကွာသူကပြန်လာကလေးစားရှိမယ်ဆိုတော့ကျွန်တော်တို့တွေကသူ့လက်အောက်မှာလုံမပါရတော့မှလားဆရာဝိုင်းရဲ့ကျွန်တော်တို့တော့ဒုက္ခရောက်ပါပြီဗျာ ရန်ကြီးလည်းမတွေးပါနဲ့ဆရာဝိုင်းရဲ့ကျွန်တော်အထင်သူအသက်မရှိတော့ဘူးထင်တာပဲဗျာဒဏ်ရာတွေအများကြီးရပြီထွက်ပြေးသွားတာမဟုတ်လားအသက်ရှင်ရင်တော့မှတရက်နှစ်ရက်တည်းမပူတော့ဘူးထင်ပါတယ်ဗျာအရန်ကြီးစိတ်မပူနေပါနဲ့ဆရာဝိုင်းရဲ့ကိုကျမ်းမာကြီးကိုသာဂိူးဆိုင်ပါဗျာကျွန်တော်တို့လည်းတက်နိုင်သလားအကူအညီပေးပါမယ်နော်စိတ်မပူနေတော့ဗျာ ဒီလိုနဲ့ပဲတနေ့တာကုန်ဆုံးပြီးညအချိန်ကိုရောက်ရှိလို့လာခဲ့ပါတယ်။အမျိုးသမီးငယ်ဟာအခုထိတူနေတဲ့နေရာကိုမရောက်နိုင်သေးပဲညရဲ့အလင်းရောင်အောင်မှာထုံနေထုံနေနဲ့တရွေ့ရွေ့သွားလို့နေခဲ့တာပေါ့ဗျာ။ဒဏ်ရာတွေအများကြီးအားထားခဲ့ပေမဲ့လို့လည်းအခုထိဆွဲမလျှော့သေးပဲသူသွားချင်တဲ့နေရာကိုရောက်အောင်သွားလို့နေခဲ့ပါတယ်။ဒီလိုနဲ့ပဲနောက်ဆုံးမှာတော့တရကုန်းရွာရဲ့တင်ညာနာလေးကိုရောက်ရှိလို့လာခဲ့တာပေါ့။သူမဟာမဖြစ်နိုင်ဘူးလို့ထင်ထားတဲ့အရာကိုဖြစ်မြောက်အောင်လုပ်ပြသွားတာပဲဖြစ်ပါတယ်။ အမေအတွက်တမိကလေးစားရှိပေးမယ်နော်အမေဘာမှစိတ်မပူနဲ့ဒီတစ်ခါမအောင်မြင်လဲနောက်တစ်ခါတော့တေချာပေါအောင်မြင်ရမယ်အမေအမျိုးသမီးငယ်ဟာတင်ဆိုင်မီကိုရောက်တာနဲ့မိဖုံပေါ်မှာထိုင်ရှားခဲ့လိုက်ပြီးကာရာမန်န်တွေကိုစတင်ရုပ်ဖက်ပါတော့ရယ်အမျိုးသမီးငယ်ကာရာမန်န်တွေကိုရွတ်လိုက်တဲ့အချိန်မှာတော့ဘေးပပက်လေးမှာအစိမ်းရောင်ငွေတွေကထွက်ပေါ်လို့လာခဲ့တာပေါ့ရုတ်တရက်လေးတွေတိုက်ကလို့လာခဲ့ပြီးပဝင်းချင်မှရှိတဲ့ပုံပင်လေးတွေဟာလေးထဲမှာရိမ်းရွှဲလို့နေခဲ့ပါတော့ရယ် ။ကောင်းကင်ယံမှာလေလာကလေးဟာဝါဖြောဖြောအယောင်ကနေအနီရောင်ဖြစ်ကိုရှက်ရှင်းဆိုသလိုပြောင်းလဲလို့သွားခဲ့တာပေါ့။အဲဒီချိန်မှာပဲရွာထဲမှာရှိတဲ့ခွေးတွေဟာတင်းညိုင်းဖက်ကိုကြီးပြီးအတကုံးဝိုင်းဟောင်ကြပါတော့တယ်။လေတိုက်ဓာရီကလည်းပူပြီးတော့ကျန်းလို့လာခဲ့တာပေါ့။ခွေးတွေကလည်းဟောင်းနေရာကနေစတင်ဦးလာခဲ့ကြပါရယ်။ဘာရီဘလိုပဲဖြစ်ဖြစ်အမျိုးသမီးငယ်ကတော့ထိုင်နေရာကနေမထားပဲကာရာမန်နန်ကိုသာဆက်လက်ပြီးရွတ်ဖက်လို့နေပါရယ်။ထားကြစမ်းအခုရှိရှင်မြေကြီးထဲကနေထွက်လာခဲ့ကြ။ ငါမိတ်ကိုနာခံကြစမ်းအခုချိန်ရစပြီငါကညီတို့ရဲ့အကြီးအကဲပဲငါအမိတ်ကိုနာခံရမယ်ငါညီတို့ကိုခိုင်းစရာတွေအများကြီးရှိတယ်အခုချက်ချင်းချလာခဲ့ကြစမ်းပါငါတို့တွေပြောပြောပါပါယူရီကိုလိုက်နှောက်ရရအောင်အခုချက်ချင်းချကြလူသားတွေကဒါရီနဲ့ပဲတန်တယ်အမျိုးသမီးငယ်လေးအမိန်ပေးလိုက်တာနဲ့တင်းကြိုင်းထဲမှာရှိနေတဲ့ ။အောက်ကူတွေကနေအလောင်းခေါင်တွေဟာအသက်ဝင်လို့လာခဲ့ကြပြီးထလို့လာခဲ့ကြပါတယ်။နှစ်ပေါင်းများစွာ အသက်မင်းနေတဲ့ခန္ဓာကိုယ်ကရုတ်တရက်အသက်ပြောင်းဝင်လာကြတာဖြစ်တဲ့အတွက်အလောင်းခေါင်တွေဟာအတော့ကိုပျော်ရွှင်လို့နေခဲ့ကြတာပေါ့။အပေါ်မှာပြည်တဲ့မြေကြီးတွေကိုရအောင်ဖဲပြီးမြေပြင်ပေါ်ကိုအတင်းထိုးထွက်လာခဲ့ကြပါတယ်။အလောင်းခေါင်တွေဟာခေါင်းပြက်တဲ့သူကပြက်၊လက်ပြက်တဲ့သူကပြက်၊ခြေထောက်တွေပြက်တဲ့သူကပြက်နဲ့ခြေစုံလက်စုံရှိတဲ့အလောင်းခေါင်တွေကတော်တော်လေးကိုရှာပါတယ်။အမျိုးသမီးငယ်လေးလည်းအုတ်ကူတွေကနေထွက်လာတဲ့အလောင်းခေါင်တွေကိုရွ ွာရဲသွားပြီးဖြည့်ဆည်းဖို့အတွက်အမိန်ပေးခဲ့တာပေါ့မြန်မြန်ထကြတော့ရွာရဲကိုသွားပြီးရွာသူရွာသားတွေအားလုံး၆လမ်းကြားတရက်ကုန်းရွာထဲမှာလူတယောက်မှမမြင်ချင်ဘူးနော်အကောင်လုံးမောင်းထုတ်ပြစ်ဒီတိုင်း၆လမ်းလုံးမှမသွားရင်ဒါမှမဟုတ်ကလန်ကဆန်လောက်နေရဲဆိုရင်အကောင်လုံးတက်ပြစ်လိုက်ဘသူမှရွာထဲမှာမနေစင်းနဲ့ဒါငါအမိတ်မဲရွာထဲမှာလူတယောက်ကျန်တာနဲ့မြင်းတို့အားလုံးလဲအောက်ကူရဲကိုပြန်ဝင်ရမမှတ် သွားကြတော့အမျိုးသမီးငယ်အမိန်ပေးလိုက်ကြတဲ့တရေတစီရီဟာအမိန်ကိုလိုက်နာပြီးတရေကုန်းရွာဘက်ကိုတရွေ့ရွေ့သွားခဲ့ကြပါတယ်။တစီတရေရီရွာကိုရောက်သွားတာနဲ့ရွာသားတွေဟာကြောက်လန့်တရားတရွာလုံးနီးပါးထွက်ပြေးသွားခဲ့ကြတာပေါ့။ နောက်ဆုံးမှာတော့တရက်ကုန်းရွာကလေးမှာလူမပြောနဲ့ခွေးတောင်တကောင်းမှမရှိတော့ပါဘူး။တရက်ကုန်းရွာမှာရှိကြတဲ့ရွာသူရွာသားတွေဟာလည်းအခုဆိုရင်အိုးမဲအိမ်မဲဖြစ်လို့သွားခဲ့ကြပါပြီ။တရက်ကုန်းရွာမှာလူတယောက်မှမရှိတော့ဘူးဆိုတာကိုတင်ကြသွားမှပဲအမျိုးသမီးငယ်လေးတင်ញိုင်းဘက်ကနေထွက်လာခဲ့ပါရယ်။ခဏကြာတဲ့အခါမှာတော့တရက်စီရီကိုဥဆောင်ပြီးနောက်ထပ်ရွာကိုဖျက်ဆီးဖို့အတွက်အကြံထုတ်လို့နေခဲ့ပါရယ်။ဒီအမျိုးသမီးငယ်လေးဟာဘာကြောင့်ဒီလောက်တောင်ရက်ဆက်နေရတာပါလဲ။လူအများကဘီလိန်တွေဆိုရင်တိတ်မုန်းကြတာမဟုတ် ့လားဗျာဒါပေမဲ့လို့လေဖီလိန်လေးဆိုတာကအကြောင်းမဲ့တက်တက်နဲ့ဖြစ်လာတာတော့မဟုတ်ရပါဘူးဖီလိန်အများစုဟာတရှိန်ကအရန်ကို ဖြူစင်ကြသူတွေများပါတယ် ဘဝင်းချင်းကအယောင်ဆိုလို့သာအခုလိုမဖြစ်ရှင်ပဲဖြစ်သွားရတဲ့သူတွေတပုံကြီးပါပဲဗျာတစ်ဖက်မှာတော့စီရကုံးရွာသားရွာသူရွာသားတွေဟာမောင်ဝိုင်းအိမ်ကိုသွားပြီးအခုညီတောင်းကြပါတော့တယ်အမျိုးသမီးငယ်ဟာအခုမှမဟုတ်ပဲအရင်ရှင်တွေကလေးကတီရကုံးရွာကိုတစီကြီးတွေနဲ့တိုက်ခိုက်ခဲ့သူပါအကြောင်းအမျိုးမျိုးကြောင့်အမျိုးသမီးငယ်ရဲ့အစီအစဉ်တွေမအောင်မြင်ခဲ့ပေမဲ့လို့လည်းအခုအချိန်မှာတော့ရွာလုံးကျွတ်ထွက်ပြေးနေကြရပါပြီကုကေရမဲဖြစ်နေတဲ့အခါမှာတော့မောင်ဝိုင်းကိုပဲပြေးမြင့်ခဲ့ကြပြီးအခုညီလာတောင်းခဲ့တာပါ ါပေမဲ့လို့လေမောင်ဝိုင်းအိမ်ကိုရောက်တဲ့အခါမှာတော့မောင်ဝိုင်းရဲ့အိမ်မှာဗေဒင်မေးသူတွေနဲ့ပြင်းနေနေတာကြောင့်တရက်ကုန်းရွာကရွာသူရွာသားတွေဟာအိမ်အောက်မှာပဲရက်ဆောင်နေကြကြပါတယ်။အချိန်တကူကြာအောင်ဆောင်ပြီးတဲ့အချိန်မှာတော့ထက်ဆောင်ဖို့အတွက်အချိန်မရှိတော့တာကြောင့်အာနာနာနဲ့ပဲတရက်ကုန်းရွာရဲ့တကြီးဖြစ်သူဦးမောင်မြဟာအိမ်ပေါ်မှာအလုရှုပ်နေတဲ့မောင်ဝိုင်းကိုအော်ခေါ်ခဲ့လိုက်ပါတော့တယ်။ဆရာဝိုင်းဆရာဝိုင်းရှိလားဗျ။ပြောဆရာဝိုင်းကျွန်တော်တို့ကိုကူညီပါအောင်ဗျာကျွန်တော်တို့အရန်ကိုဒုက္ခရောက်နေလို့ပါဗျာ ဇယဝိုင်းအိမ်ပေါ်မှာအလုပ်ချုပ်နေတယ်ဆိုတာကိုသိပါတယ်ဗျာဒါပေမဲ့ကျွန်တော်တို့ကိုဇယဝိုင်းမှမခင်ရင်ကျွန်တော်တို့တရွာလုံးဒုက္ခရောက်ကုန်တော့မယ်ကျွန်တော်တို့ရွာကိုကဲပါအောင်ဇယဝိုင်းရဲ့အခုဆိုရင်ကျွန်တော်တို့ရွာကသူတွေအကုန်လုံးဒီပါအိုးမဲအိမ်မဲတွေဖြစ်ကုန်ပြီဗျာဦးလေးတို့ကဘယ်ကလာတာလဲဗျာကျွန်တော်တို့ရွာကတော့မဟုတ်ဘူးထင်ပါရဲ့စိတ်မရှိပါနဲ့ဗျာဦးလေးကိုကျွန်တော်တခါမှမတွေ့ဘူးလို့ပါကျွန်တော်ကိုတော်တော်စောင့်လိုက်ရတယ်ထင်တယ်အားနာပါတယ်ဗျာအိမ်ပေါ်မှာကလည်းလူမပြတ်သေးတော့ဦးလေးတို့ကိုပြစ်ထားသလိုဖြစ်သွားတယ်ဗျာ ။ကိုလေးကတရကုံးရွာကရွာတကြီးပါ။ဆရာဝိုင်းစီလာရတာကတော့အကူကြီးတောင်းဖို့ပါဗျာ။အရေးရတွေတော့ကကျွန်တော်တို့ရွာကိုလာကူညီသွားတယ်ဆိုတော့ကြားပါတယ်။အဲ့ဒီအတွက်လည်းအချင်းချင်းကောက်ကောက်ကျေးဇူးတင်မိပါတယ်ဗျာ။မေယိုမရှိတဲ့တဆေကြီးကိုဆရာဝိုင်းနှိမ်နှင်းပြီးတော့ကတရွာလုံးကျေးဇူးတွေတင်နေကြတာ။ဒါပေမဲ့အခုတရက်ကုန်းရွာမှာလူတွေတယောက်မှမရှိတော့ဘူးဗျ။ရွာလေးကိုရုတ်တရက်တဆေကြီးတွေဝင်လာပြီးနှောက်ရက်ကြတာ။ဘယ်သူမှရွာထဲမနေရတော့ပါဘူးဗျာ။ ဟုတ်လားတကြီးအာဒုက္ခတွေတော့များကုန်ပါပြီဘယ်ကနေဘလို့စဖြစ်တယ်ဆိုတာကိုတကြီးစီကျွန်တော်ကိုပြောပြပါအောင်ပြဿနာအစားကတော့ဒီလိုဗျမတ်တက်ထားတဲ့အမျိုးသမီးငယ်ကိုဆရာဝိုင်းတွေ့ဘူးလေမဟုတ်လားသူကကျွန်တော်တို့ရွာသူပဲဗျအဲ့ဒါကလည်းအရင်တုန်းကပါလေအခုတော့ဘယ်နာမှနေမှလည်းကျွန်တော်တို့မသိပါဘူးမနေညာကောင်မှတရဲစီဝေကိုခေါ်ပြီးရွာထဲကိုပြန်လာမှသူရှိနေမှကျွန်တော်တို့သိရတာဗျဩ ခဏလေးနော်ခဏလေးစကားဖြတ်ပြောရလို့တော့မထင်ပါနဲ့ဗျတကြီးပြောတဲ့အမျိုးသမီးငယ်ကမေယိုမရှိတဲ့တစေကြီးကိုနောက်ွယ်ကနေထင်းချုံထားတဲ့တယောက်ကိုပြောတာလားတကြီးကသူ့ကိုတီးတယ်ဗောဒါဆိုသူ့ရွာကိုဘာလို့ဒုက္ခပေးတာလဲဗျအချောင်းရင်တော့ရှိရမှာဗောနော်တကြီးတီးတယ်မဟုတ်လား သူဒီလိုဖြစ်သွားရတဲ့အချောင်းရင်ကိုကျွန်တော်ကိုရှင်းပြပါတော့ဗျာပြောရမယ်ဆိုရင်တော့ဇလန်းကအရှိကြီးပဲဗျတူတူနဲ့လူရင်ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့တရွာလုံးအပြစ်ရှိတယ်ဗျာ ဒီကိစ္စတွေဖြစ်ခဲ့တာကလည်းတော်တော်လေးကိုကြားပါပြီပြောရမှာနည်းနည်းလေးရှိတော့ဆရာဝိုင်းစိတ်ရှိရှိနဲ့နားထောင်ပေးပါဗျာရပါတယ်ဗျာပြောမှတာပြောပါကျွန်တော်နားထောင်ပေးပါမယ်တကယ်တော့ဒီကလေးမလေးကမျိုးရိုးကနတ်ဆရာမျိုးရိုးတွေဗျာဘဘအစဉ်ဆက်ကလေးကနတ်ဆရာတွေပဲလှုပ်လာခဲ့ကြတာအဲဒီကောင်မလေးရဲ့အမေကလည်းနတ်ဆရာတယောက်ပဲရောင်းထဲမှာဘယောကဝင်တိုင်းလဲအဲကလေးမရဲ့အမေကပဲကုပေးတာလေ တော်ပဲဦးကတော်တော်ကိုသဘောကောင်းတဲ့အမျိုးသမီးပါဘယ်သူကိုပဲပယောကကုပေးကုပေးဘယ်တော့မှပတ်သက်မယူဘူးလေအားလုံးပေါ်မှာလည်းစည်စနာထားတယ်တရွာလုံးကလည်းဘလို့ပယောကပဲဖြစ်ဖြစ်တော်ပဲဦးစီမှာအကူအညီတွားတောင်းပြီးကုခိုင်းလိုက်ရှိတယ်ဗျာအော်ဒါနဲ့ပြောရပါအောင်မေးအမျိုးသမီးငယ်ရဲ့နာမည်ကဝါနူးလို့ခေါ်တယ်ဆရာဝိုင်းရဲ့ငငယ်လေးကလေးကတိတ်ကိုလိမ်မာခဲ့တာသူ့အမေရဲ့အလုပ်တွေကိုဝိုင်းကူပေးတဲ့ကလေးမလေးပါ တနည်းတော့ယုတ်တရက်ဆိုသလိုပဲငုဝါရဲ့အမေကဘယောကဝင်နေဆိုလားဟုတ်ဝင်နေဆိုလားမသိပါဘူးဗျာသူတို့အိမ်ရှိမှာတနည်းကောင်အော်ဟစ်နေတော့တာပဲနောက်ဆုံးအိပ်ရာထဲအထိလဲသွားပြီးဘာမှတော့မလုပ်နိုင်တော့ဘူးအမေတကုတမီးတကုဝါဆိုတော့ဝါနူလေးခင်ဗျာတငုံတရေရေပေါ့ဗျာသူအမေနာကလည်းမခွာဘူးအမြဲတမ်းအမေဖြစ်သူကိုမညုံမညင်ပြုစုပေးတာဗျာတော်ပဲဥကလည်းသူတက်ထားတဲ့ပညာရင်းနဲ့လူတွေကို ူညီပေးခဲ့ပေမဲ့ဇက်သိန်းတော်မလှချဘူးဆရာဝိုင်းရဲ့ဒီနေ့ဒေါ်ဘဲဦးရဲ့ခန္ဓာကိုယ်လေးကိုအငွေမဲကြီးတွေဝင်သွားတော့တာပဲအဲ့ဒီနေ့အဲ့ဒီချိန်ကနေစပြီးဒေါ်ဘဲဦးကတာမန်လူနဲ့မတူတော့ဘူးသူများအင်းကကြက်တွေအသားစိမ်း၅စိမ်းတွေကိုနေတိုင်းခိုးစားတယ်ဗျာကြာလာတော့ရွာတွေကသူတွေကဒေါ်ဘဲဦးကိုညှို့ညင်လာကြတာပေါ့အဲ့ဒါကြောင့်ပဲဒေါ်ဘဲဦးကိုရွာတွေကနေမောင်းထုတ်ဖို့တကြီးကိုယ်တိုင်ဆုံးဖြတ်လိုက်တယ်ဗျာ ဝါနုလည်းအဲ့ဒီတဲ့င်းကိုကြားရတယ်နေရောညပါငိုတော့တာပဲတကြီးလဲရွာသားတွေကိုတောင်းတောင်းပန်ပန်နဲ့ဝါနုကိုငင်းညာပြီးသူ့အမေကိုရွာပြင်မထုတ်ဖို့ပြောပြီးမယ်ရွာသားတွေကဘယ်လိုမှလက်မခံဘူးတကြီးသူတို့သားမိကိုရွာပြင်မောင်းမထုတ်ရင်တရွာလုံးအဝေးကိုထွက်ကြမယ်လို့အကြက်ခံကြပါလိရောဗျာဘလို့မှမတက်နိုင်တော့တဲ့အစုံတကြီးလဲတာမီနီယောက်ကိုရွာကနေငှက်ထုတ်လိုက်ရတော့တာဗောဝါနုနဲ့ဒေါ်ဘဲဦးတို့ရွာတွေကနေထွက်သွားတဲ့အချိန်မှာလဲ တို့သားမိကိုရွာတွေကလူတွေကငယ်လုံးနေနဲ့ဝိုင်းပစ်လိုက်ကြတာကျွန်တော်ပြစိတ်မကောင်းပါဘူးဗျာအဲ့ဒီချိန်တုန်းကကျွန်တော်ကတကြီးမဖြစ်သေးဘူးလေကျွန်တော်လည်းရက်ကြီးနေအောင်ကလွဲလို့ဘာမှမတန်နိုင်ခဲ့ဘူးအဲ့ဒါကြောင့်ဝါဒုကကျွန်တော်တို့ရွာကိုစိတ်နာသွားတာဖြစ်ရမယ်ဗျာဒီအဖြစ်ပြက်တွေကကြာခဲ့ပါပြီလေဒါနဲ့ဆရာဝိုင်းတော်ဒေါ်ဘဲဦးကိုရွာပြင်ကအိမ်သားမှာဘယောကနှင်ပေးဘူးလေမဟုတ်လားတကယ်တော့သူ့သမီးကသူ့ကို ိုးပြမှာပြစ်ထားခဲ့တာမဟုတ်ပါဘူး။ဆရာဝိုင်းတို့ရွာကားသူတွေအကြောင်းစုံမသိသေးလို့ဖြစ်ပါလိမ့်မယ်။ဆရာဝိုင်းပြောကတွားကူပေးတဲ့နေ့မှာဝါနုကရွာမှာမရှိလို့ဖြစ်မယ်။ဝါနုရွာကထွက်သွားမဲ့အချိန်မှာရွာကားလူတွေကိုကြည့်သွားတဲ့အကြည့်ကျွန်တော်ဘယ်တော့မှမမေ့ဘူးဗျာ။စိတ်နာသွားမှသိပြီမယ်။အခုလိုပြန်လာပြီးရွာကိုကလေးစားရှိမယ်လို့တော့တကားမှမတွေးခဲ့မိကြအမှန်ပဲဗျအဲ့ဒီလိုလုံးမှသူ့အမေမတရားခံရတာတွေကြီးမားလို့ထင်နေပုံပဲဗျာ ကိုတနာစရာကောင်းလိုက်တဲ့ဝါနုစကားကိုကြည်နေရတယ်လို့ပဲဘဝရဲ့ထိုးနှက်ချက်တွေက ပြင်းလိုက်တာဗျာခမည်းတော်ရွာကလူတွေကလည်းရက်ဆက်ကြတာပဲနော်ကျွန်တော်ကတော့ဝါနုကိုတနာတယ်ဗျကျွန်တော်တို့မာမလဲတိပါတယ်ဗျာဒါပေမဲ့ဘလို့မှပြန်ပြောင်းလို့မှမရတော့တာကျွန်တော်တို့ကိုကူညီပါဦးဗျဆရာဝိုင်းရဲ့ကျွန်တော်တို့တွေလည်းနောက်နှားရနေပါပြီကျွန်တော်တို့ရွာကလေးကိုပြစ်မထားပါနဲ့နော်ကဲတင်ပေးပါဗျဆရာဝိုင်းမှမကဲရင်ကျွန်တော်တို့ရွာလေးပျက်စီးတော့မှာ မကူပါနဲ့တော့ဗျာကျွန်တော်ကူညီပါမယ်ဟုတ်ပြီလားတကြီးကငုံနေတာကြီးပြီကျွန်တော်လည်းစိတ်မကောင်းပါဘူးဗျာလာလာလာကျွန်တော်တို့တရကောင်းရွာကိုသွားကြရအောင် ဒီလိုနဲ့ပဲမောင်ဝိုင်းတို့ရဲ့အဖွဲ့ဟာတရကုံးရွာကိုထွက်လာခဲ့ကြပါတော့တယ်။တရကုံးရွာကိုရောက်တဲ့အခါမှာတော့မိုးရှို့လို့หนีခဲ့ပါပြီ။မောင်ဝိုင်းလည်းတစေတရဲတွေကိုတိုက်ခိုက်တဲ့နေရာမှာတုံးဖို့အတွက်လက်နက်တွေကိုစုကဂါရာမန်တနီနဲ့မန်းမုတ်ပီးหนีခဲ့တာပေါ့။ကိုစီကိုစီလက်နက်တွေကိုယူပြီးတဲ့အချိန်မှာတော့တစေတရဲတွေနဲ့တိုက်ခိုက်ဖို့အတွက်အစင်းသင်းဖြစ်လို့หนีခဲ့ကြပါပြီ။မောင်ဝိုင်းတို့စီအာတပဲတွေကလည်းတတိကြီးစွာနဲ့စောင့်နေတော့မှာပဲသူတို့ရဲ့အနာကိုတစေတွေဆက်ဆက်မြက်မြက်ရောက်လာခဲ့တာပေါ့။တစေတွေရဲ့အချိန်မှာတော့ဝါနုတယောက်ဦးဆောင်ပြီးလမ်း ်းလျှောက်လို့လာနေခဲ့ပါတယ်။ငဝိုင်းနင်လာပြန်ပြီလား။နင်နဲ့စရင်ရှင်းဖို့ကြံ့နေပေမဲ့ငါအမေအတွက်အရင်ဆုံးကလေးစားရှိပေးရအောင်မယ်။နေရတကဝင်မပါနဲ့။ဒီပြဿနာကနင်နဲ့မဆိုင်ဘူး။ပြီးမှနင့်ကိုတတ်မယ်။အခုဖယ်နေလိုက်။မဟုတ်ရင်ငါအဆိုးမဆိုးနဲ့အခုရှင်းရှင်းထွက်သွားစမ်း။ဝါနုမင်းလောက်ရက်တွေကတိတ်ကိုအဆိုးရလုံးနေပြီ။တရကုံးရွာကလူတွေ မင်းတို့သားမိအပေါ်မကောင်းခဲ့ဘူးဆိုတာငါလက်ခံပါတယ်။ဒါပေမဲ့မင်းမှရှိတဲ့အစွမ်းတွေကိုဒီလိုနေရာမှာမတုံးရဘူး။ကောင်းတဲ့ဘက်မှာအတုံးရှားရမှာကွာ။လူတွေကိုကူညီတင်တာမင်းမြညာတွေနဲ့လေ။အခုတော့ကွာမင်းကပညာရက်တွေကိုတလွဲအတုံးချနေတယ်။မြေပစောက်ပိတ်ထားစမ်း။ရှေ့ရှေ့ဝေးဝေးမပြောချင်ဘူး။တိုက်เสียရှိရတိုက်တော့မဝိုင်းနဲ့ဝါနူးတို့လည်းတယောက်နဲ့တယောက်သူတပြန်ကိုတပြန်တိုက်ခိုက်ကြတာဗော။ ယောက်ျားလေးနဲ့မိန်းကလေးဆိုပေမဲ့လို့လဲဝါနူးကမောင်ဝိုင်းထက်ပိုပြီးလက်ရည်တာနေခဲ့ပါတယ်။တန်ချောင်းကလည်းမောင်ဝိုင်းကိုကြီးပြီးစိုးရိမ်စိတ်တွေဖြစ်ပေါ်လို့လာခဲ့တာပေါ့။အဆရာဝိုင်းဆရာဝိုင်းရင်တတိထားပါဦးဗျာ။ဝါနုကဆရာဝိုင်းထက်အတိုက်ခိုက်မှာပူကျွမ်းတယ်ဗျဆရာဝိုင်းဘာမှမဖြစ်ရဘူးနော်တတိထားပါဗျာမင်းရှောက်အောင်မလုပ်ပါနဲ့တန်ချောင်းရဆရာဝိုင်းကငါယုံနေပေါ့ဝါနုမင်းရဲ့လောက်ရက်တွေကိုရက်တန်းကရက်လိုက်ပါ မင်းဒီလိုလောက်တော့ဘသူ့အတွက်မှကောင်းချိုးမရှိဘူးနော်မင်းလူတွေကိုလိုက်တက်နေလို့လဲမင်းရဲ့အတိတ်ကမှပြန်ပြောင်းလို့မရတာကွာပြစ်စုံပန်တက်တက်ကိုပဲကြည်ပြီးကောင်းကောင်းနေပါတော့အော်မြို့ဒီတရိဆန်စိတ်နဲ့ရွာသားတွေကငါဘဝစကြောင်းတွေကိုပြောပြလိုက်ပြီပေါ့ငါတရွာလုံးကိုတက်ပြီးတော့ပဲငါရဲ့နာကြီးမှုတွေကိုဖြေဖြောင်းနိုင်မယ်မဟုတ်ရင်ထိသွားရင်တော့ငါကြွမှာမဟုတ်ဘူးတရက်ကုံရွာလူတွေအားလုံးထိသွားမှနာအေးမယ် နေကိစ္စမဟုတ်ရင်ဝင်မပါနဲ့နေပါကြားညက်သွားမယ်အညိုဟကားတာဆိုတာမိကိုတက်စီနဲ့လောင်းတယ်လို့ပဲအရန်ကိုပြန့်လွယ်တာမိကိုရင်းနဲ့ညှိနှိုင်တယ်လို့အညိုအကားရတွေကိုလည်းခွင့်လွှတ်ခြင်းဆိုတဲ့စိတ်ကလေးနဲ့ငြင်းအေးစီနိုင်ပါတယ်တန်တရားအထိယူမသွားပါနဲ့တော့လက်စားရှိတာတွေကိုဒီနေရာမှာနေမဲ့အဆုံးတက်လိုက်ပါနော်အရင်တစ်ခေါက်ကလည်းမင်းတရက်ကုန်းရွာကလူတွေကို တက်တင်တော့တက်ပြီးပြီပဲလေကွာသူတို့အပေါ်ဓာနေတဲ့အညိုးတွေကိုဖြည့်ရော့ပေးလိုက်ပါတော့မင်းဘာလို့အဲ့လောက်တော့အတကြီးနေရတာလဲသူတို့လည်းသူတို့အမားကိုတိနေပြီပဲခွင့်လွှတ်ပေးလိုက်ပါကွာခွင့်လွှတ်ပေးရမယ်ဟုတ်လားနေကရည်စရာတွေတော်တော်ပြောတတ်တာပဲငါနေရမှာနေဆိုရင်ရောခွင့်လွှတ်ပေးနိုင်ပါတယ်လားငါနေရမှာဝေမခံစားပဲနဲ့မစမနာမပြောပါနဲ့အေးပေါ့လေလူလူဆိုတာက ကိုမဖြစ်ဘူးယင်ဘသူ့အမကိုရင်းမစားတတ်တဲ့အမျိုးတွေပဲအဲ့ရနေငါခန်းစားချက်တွေကိုနားမလည်နိုင်တာမစမ်းပါဘူးလေငါအမေခန်းစားခဲ့ရတယ်လို့တရွာလုံးကိုခန်းစားရအောင်လုပ်မှာဘယ်တော့မှခွင့်လွှတ်မယ်မထင်နဲ့မဝိုင်းစကားကိုကြားလိုက်ရတဲ့ဝါနုတယောက်ကတော့တရကုန်းရွာကလူတွေကိုခွင့်လွှတ်ဖို့နေနေတတာပို့ပြီးတော့တောင်ဒေါသထွက်လို့လာခဲ့ပါတယ်ဒီလိုနဲ့ပဲဝါနုနဲ့မဝိုင်းသူတပြန်ကိုတပြန်ထပ်မံတိုက်ခိုက်ခဲ့ကြတာပေါ့ တိုက်ခိုက်နေရင်တောင်မှမဝိုင်းတရားဝါနုကိုတရားချလို့နေခဲ့ပါရယ်။မင်းတေချာလဲမျက်လုံးဖွင့်ကြည့်ပါဦးဝါနုရဲ့ရွာသားတွေမင်းအမိကိုဘယ်လောက်ပဲရက်ဆက်ခဲရက်ဆက်ခဲသူတို့လှုပ်တယ်လို့မင်းပြန်လှုပ်ဆရာမလို့ပါဘူးကွာ။သူတို့ထိုင်နေသူတို့ကံပဲသူတို့ပြန်ခံရမှာပေါ့။သူတို့ကိုခွင့်လွှတ်ပေးလိုက်ပါနော်ဝါနု။နေရပါမလို့ငါ့ကိုတရားလာချနေရလေ။ပြီးတော့ငါ့အမိပေးထားတဲ့နာမည်ကိုမခေါ်နဲ့။နင်တို့နဲ့မတန်ဘူး။ပြီးတော့ခွင့်လွှတ်ပေးရမယ်။ ဟုတ်လားလုံးဝခွင့်မလွတ်နိုင်ဘူးငါ့အမေရဲ့အဖြစ်ကိုပြန်တွေးလိုက်ရင်ငါဘလို့မှမဖြေနိုင်ဘူးငါ့အမေကတရွာလုံးကိုကြီးပေးခဲ့တာနောက်ဆုံးတော့ငါ့အမေဘာပြန်ရလိုက်လဲသူတို့ရဲ့အမုန်းတရားတွေနဲ့ရွာရဲရဲ့နေထောက်ကြကိုပဲခံလိုက်ရတာလေငါ့အမေရွာသားတွေကိုကူညီခဲ့တာတချက်တပြားမှယူခဲ့တာမဟုတ်ဘူးဘသူ့အပေါ်မှာမှလည်းမတရားတာမလုပ်ဘူးငါ့အမေပြောတဲ့စကားတခွန်းရှိရယ်အပူစာကိုရှောင်ပြီး အအေးစာကိုဝယ်စားရှင်နေရတဲ့ငါအမေကငါ့ကိုနောက်ဆုံးအချိန်ထိကောင်းကောင်းမွန်မွန်နေထိုင်ဖို့ပဲဆုံးမခဲ့တာဒါပေမဲ့ရွာသားတွေရဲ့လောက်ရက်ကိုငါခွင့်မလွတ်နိုင်ဘူးငါအမေရဲ့တစ်ချိန်လုံးကရွာသားတွေအပေါ်မှာကောင်းပေးခဲ့ဘူးတာပဲနောက်ဆုံးဘာဖြစ်သွားလဲငါနဲ့ငါအမေခွေးပြေးဝက်ပြေးရွာထဲကနေပြေးခဲ့ရတာအဲ့ဒီအမုန်းတရားတွေကိုငါကြည်တသက်မမေ့ဘူးငါအမေကြောင့်ရွာမှာရှိတဲ့လူတော်တော်များများနေပြန်ကောင်းလာခဲ့ကြတာ။ အဲ့ဂျေဇူးတွေကိုမမထောက်ငါအမေကိုခွေးမောင်းတယ်လို့မောင်းထုတ်တယ်ငါအမေဒုက္ခရောက်တဲ့အချိန်မှာလဲဘသူမှလာကူညီရဲဆိုတာမရှိဘူးအဲ့ဒါကြောင့်ငါတရွာလုံးစိတ်နာတာနင့်ရွာကိုနင်ပြန်လိုက်ဒါဆိုငါညို့ဘာမှမလုပ်တော့ဘူးငါရဲ့တဆေခိုင်းကိုဖျက်ဆီးဖို့တော့မကြံနဲ့နော်နင့်ကိုဒီတရက်ကုံရွာသားတွေနဲ့အတူတူတက်ပြီးညီမြုပ်လိုက်မယ်ငင်းနဲ့နင့်တပည့်တွေဒီရွာကနေအမျက်ဆုံးပြန်သွားလိုက်ဒါဆိုငါညင်းတို့ခွတ်လွတ်ပြီးမယ် ရာဝိုင်းဆရာဝိုင်းရင်ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲဗျာတစီတွေကအများကြီးပဲကျွန်တော်တို့ပြန်မခုခိုင်နိုင်တော့ဘူးဗျာကျွန်တော်တို့လည်းလက်ပန်းကျနေပြီဗျာတတခုခုကြံပါဦးသွားတော့သွားတော့မင်းရွာသားတွေကိုခေါ်သွားပြီးတော့ငါတို့ရွာမှာပဲသွားပုံနေလိုက်ပါငါတို့နဲ့တိုက်ခိုက်လိုက်မယ်ငါတယောက်သေးပဲသူတို့ကိုခုခံလိုက်မယ်ကွာမင်းရွာသားတွေကိုခေါ်ပြီးအမြန်ဆုံးပြီးတော့ဖိုးလုံးရငါတော့မပြေးတော့ပါဘူးကွာဟွာနုလက်ချက်နဲ့တေးရင်လဲတိပစီတော့မဟုတ်ရင်လေငါတိတ်ခါတပြားမှရှိတော့မှာမဟုတ်ဘူး တိတ်ခါတရားနဲ့အသက်ကိုရွေးမယ်ဆိုရင်ငါတိတ်ခါတရားကိုပဲရွေးလိုက်တော့မယ်။သွားတော့။ဒါတော့တောင်းနားချူရက်ကနေရအခုချိန်ထိဂုံတိတ်ခါတော်တော်ရှိရှင်နေရပေါ့။ဟုတ်လား။ဂုံတိတ်ခါဆိုတာအသက်လောက်အေးမကြီးဘူးဟဲ့။အဲ့ဒါတော့မသိဘူးလား။အရင်တုန်းကတော့ဂုံတိတ်ခါဆိုတာအရင်အေးကြီးတယ်လို့ငါလည်းထင်ခဲ့ဘူးတယ်။မဟုတ်ဘူး။နင်မားနေပြီ။နင်ချင်နာရီမားနေပြီငဝါရဲ့။ဂုံတိတ်ခါဆိုတာ ဘာမှတန်ဖိုးရှိတဲ့အရာမဟုတ်ဘူး။ငါငရဲကိုတွားရင်တွားရပါစေ။အားလုံးတက်ပြစ်မှာပဲ။မင်းအတွက်တော့တန်ဖိုးမရှိပေမယ့်ငါအတွက်တော့တန်ဖိုးရှိတယ်ဟွာနူရဲ့။မိန်းကလေးတွေဆိုတော့အရှက်နဲ့လူလို့ရတယ်လို့ငါတို့ယောက်ျားလေးတွေကလည်းဂတိကုံတိတ်ခါရီနဲ့လူလို့ရတာကွာ။မင်းနေရာမှာငါသားဆိုရင်ဘယ်လောက်ပဲရွာသားတွေကိုနာကြီးနေပါစေ။ငါမင်းလို့ကလေးစားရှိမှာမဟုတ်ဘူး။ရန်ကိုရန်ရေးတုံ့ပြန်ရင် ဒီတက်ဘယ်တော့မှအညိုအတေးတွေအဆုံးသတ်မှာမဟုတ်ဘူးလေငါမင်းကိုအကြိမ်ကြိမ်နှားချပြီးပြီ မင်းဘက်ကလက်မခံပါတော့ငါမင်းနဲ့တိုက်ခိုက်ဖို့တနည်းပဲရှိတော့တယ်ဒီဘွဲမှာမင်းသိရင်သိမသိရင်လဲငါအတေးခံပြီးရွာသားတွေကိုကယ်သွားမယ် ။ဝါနူဟာမောင်ဝိုင်းရဲ့စကားကိုနားမထောင်ဘဲမောင်ဝိုင်းကိုအညိုကြီးစွာတတ်မှန်တိုက်ခိုက်နေခဲ့ပါရယ်။မောင်ဝိုင်းခမရဝါနူရဲ့တိုက်ခိုက်မှုတွေကြောင့်မှအလူးလဲခံလို့နေခဲ့ရတာပေါ့။ဝါနူရဲ့ဓာဟာမောင်ဝိုင်းရင်ဘက်တဲကိုစိုက်ဝင်သွားခဲ့ပြီးမောင်ဝိုင်းရဲ့ရင်ဘက်ကနေတွေးထိထွက်လို့လာခဲ့ပါတော့ရယ်။မောင်ဝိုင်းကလည်းရုတ်တရက်ဆိုတော့ကြောင်အံ့ဖြစ်လို့သွားခဲ့ပြီးဝါနူကိုတိရှာစိုက်ကြည့်နေခဲ့တာပေါ့။မောင်ဝိုင်းတယောက်ရင်ဘက်ကိုလက်နဲ့ဖီးရင်းမြေပြင်ပေါ်ကိုလဲချလို့သွားခဲ့ပါရယ်။တစ်ဖက်မှာလည်းရွာသားတွေဟာတဆီကိုဘလို့မှမနိုင်တော့တာကြောင့်ထွက်ပြေးကုန်ကြ တာပေါ့ရွာသားတွေထွက်ပြေးလွတ်မြောက်သွားပြီးမယ်မောင်ဝိုင်းကတော့ဝါနုစီမှာပဲတန်ရာပလပွားနဲ့ကြံလို့နေခဲ့ပါတယ်ကောင်းတယ်တိတ်ကောင်းတယ်အခုတော့တရွာလုံးပြန်ပေးဆက်ရမယ့်အချိန်ကိုရောက်ပြီငါတို့သားမီးကိုခွေးပြေးဝက်ပြေးပြေးရအောင်လုပ်ခဲ့တဲ့သူတွေအခုတော့ငါလက်ချက်နဲ့ညီတို့လည်းခွေးပြေးဝက်ပြေးပြန်ပြေးရမည်မဟုတ်လားတည်နေတယ်အရန်ကိုတည်နေတယ်ညီတို့ဘယ်လိုပဲပြေးပြေးငါရအောင်လိုက်ပြီး နင်တို့ဘဝတွေကိုဒစစီဖြစ်အောင်ဖျက်ဆီးပြမယ်။နင်တို့တရွာလုံးကိုငါလက်နဲ့ကိုယ်တိုင်တပည့်ရမှငါကျင်ညက်မှာပြေစံပြေထားကြစံနင်တို့ဘလောက်ပြေးပြေးငါလက်ကလွတ်မှာမဟုတ်ဘူး။ကြိုက်တဲ့လောက်ပြေးထားကြ။ဒစီကြီးတွေဟာဘွာနှုတ်ရဲ့အမိန်အောက်မှာရွာသားတွေရဲ့နောက်ကိုထပ်မံလိုက်လို့သွားခဲ့ကြပါဗျ။ ဝါနူဒီယောင်ရွာသားရင်းနောက်ကိုလိုက်မဲ့လို့ပြင်နေတော့မှာပဲအောင်မှာတန်ယာရီနဲ့လဲနေတဲ့မဝိုင်းဟာရုတ်တရက်ပြန်ထလာခဲ့ပြီးဝါနူရှိတော့ကိုဖမ်းဆွဲကတောင်းမှန်လို့หนีခဲ့ပါတယ်ဝါနူရဲ့ငါတောင်းမှန်ပါတယ်ဟာဒီလောက်ဆိုရင်လုံလောက်ပါပြီယေຊုပြုပြီးသူတို့ကိုလွတ်ပေးလိုက်ပါငါအသက်ကိုပဲယူလိုက်ပါနော်ငါဒီမှာကျင်းနေပဲဆိုရင်လေငါတရွာလုံးရဲ့ကိုစားတေးပေးပါမယ်ငါ့ကိုတက်လိုက်ပါနော်မြင်တော်စကားများတာပဲမြင်အခုထိမသေးသေးဘူးလား နင့်မှာနူးညံ့တဲ့နှလုံးသားရှိတယ်ဆိုတာငါသိတယ်အဲ့ဒါကြောင့်နင့်ကိုမတက်တော့ဘူးနင်ဒီမှာပဲအေးဆေးနေလိုက်ဒါပေမဲ့ငါ့ကိုတော့နင်သွားခွင့်ပြုရမယ်နင်ဘလောက်ကြကြာငါကတော့ဂယုဆိုင်နေမှာမဟုတ်ဘူးနော်လှုပ်ငါရှိတော့ကိုလှုပ်ငါကတော့အားလုံးတက်ပြစ်မှာအကုန်လုံးတည်သွားမှာနားအေးမှာဝါနူလေမောင်ဝိုင်းလက်ကိုတွန်းထုတ်ခဲ့လိုက်ပြီးတစီရီကိုဥဆောင်ကရွာသားတွေနောက်ကိုလိုက်သွားခဲ့ပါတယ် အနောက်မှာကြံခဲ့တဲ့မောင်ဝိုင်းတယောက်သူ့ရိုက်ထဲမှာလဲလျောင်းရင်သူ့မှာကြံတဲ့နောက်ဆုံးခွန်အားရီနဲ့ဝါနုကိုတားလို့နေခဲ့ချပါတယ်။ဝါနုကတော့မောင်ဝိုင်းဘလောက်ပဲတောင်းပန်တောင်းပန်ရွာသားတွေနောက်ကိုသာတဲကြီးမဲကြီးနဲ့လိုက်လို့သွားခဲ့ပါတယ်။တန်ချောင်းတို့အဖွဲလဲဆရာပြစ်သူကိုကယ်ဖို့နေနေတာသာတင်မားနဲ့ဖနောင်တသားရဲကြအောင်ပြေးလို့နေခဲ့ရရှာတာပေါ့။ဒီနေ့ရတင်ဆက်မှုလေးကတော့ဒီနေရာမှာနေပြီးဆုံးလို့သွားခဲ့ပါပြီ။နောက်ကျအပိုင်းတွေမှာမောင်ဝိုင်းတယောက် က်ဆက်ရှင်နိုင်မလားတည်ဆုံးသွားမလားဆိုတာကတော့ကျွန်တော်ရဲ့ရှစ်ပရိသတ်ကြီးတွေထပ်မံဆောင်မြော်ကြည့်ရှုပေးကြပါအောင်လို့ပြောကြရင်လည်းဒီကနေ့ရဲ့တင်ဆက်မှုလေးကိုဒီနေရာမှာဒီမဲ့အဆုံးသက်ခွင့်ပြုပါခင်ဗျာအားလုံးပဲတာယာပျော်ရှင်သောညချမ်းကလေးပိုင်ဆိုင်နိုင်ကြပါစေအဆုံးဒီနားဆင်ပေးကြတဲ့ပရိသတ်တွေအားလုံးပဲကျေးဇူးတင်ချင်ပါတယ်ခင်ဗျာနောက်တဲ့ဗီဒီယိုတွေမှာအကောင်းဆုံးနေတဲ့သူပြန်လာခဲ့ပါမယ်ခင်ဗျာ